TV ပရိသတ်ကြီးမင်္ဂလာပါ။ Sally Talk အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။စုမုံတို့ရဲ့ဒီအစီအစဉ်ကနေအနုပညာရှင်တွေနဲ့တွေ့ဆုံပြီးတော့သူတို့ရဲ့လက်တလောလှုပ်ရှားမှုလေးတွေပြီးတော့သူတို့နဲ့ပတ်သက်ပြီးတော့ပရိသတ်စိတ်ဝင်စားနေတဲ့အကြောင်းအရာလေးတွေကိုတွေ့ဆုံမြင်မြန်တင်ဆက်ပေးတာပါ။ဒီတစ်ပတ်မှာတော့ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်ထက်စင်အကယ်ဒမီပြည်တည်ဦးနဲ့တွေ့ဆုံမြင်မြန်ဖြစ်ခဲ့ပါရစေ။ကိုပြည်တည်ဦးရေမင်္ဂလာပါရှင်။မင်္ဂလာပါညီမလေး။ဟုတ်ကဲ့ပါအခုပထမဦးဆုံးနေနေပေါ်တော့အခုရဲ့အနုပညာလှုပ်ရှားမှုလေးတွေကိုပရိသတ်တီအောင်ပြောပြပေးပါဦး။ ဟိုဒီနေ့ရိုက်တဲ့ရိုက်ခွင်လေးကတော့ကျွန်တော်တို့ဟောပေါ့ VCD ပေါ့နော်တချင်းလေးကိုရိုက်တာပါရိုက်တာလည်းအော်ကျွန်တော်ဆရာပေါ့နော်ဦးမျိုးမင်းရိုက်တယ်ဆိုတော့ကျွန်တော်နေနဲ့ပါဝင်ပြီးတော့အကူအညီပေးဖြစ်တာပါကျွန်တော်ရေရွံ့ရွံ့ရေပေါ့နော်အဲတခြားတရုတ်ဆောင်တွေလည်းတော်တော်များတော့ပါကြတယ်ပေါ့ဒီနေ့ကတော့ VCD ရိုက်ခွင်လေးပေါ့နောက်ရက်တွေကြာလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုကားလေးရိုက်ဖို့ရှိတယ်ပေါ့နော်အာအဲ့ဒါပြီးလို့ရှင်ရင်တော့ကျွန်တော်ဒီ7လပိုင်းနဲ့တော့7လပိုင်းနဲ့တော့မှာတော့ရုပ်ရှင် ကားကြီးလေးတွေလည်းရိုက်ဖို့ရှိတယ်ပေါ့နော်အဲတချို့ဟာလေးတွေလည်းစီစဉ်ဆဲပေါ့ဟုတ်ဟုတ်ကဲ့ပါအခုအခုဆိုလို့ရှိရင်ပေါ့နော်ဒီ academy စုပေးပွဲကလည်းနီးလာပြီပေါ့အာဒီနှစ်ထဲမှာဆိုလို့ရှိရင်ပေါ့နော် academy ပေါ့စကားတင်စင်းမှာအကိုရဲ့စကားပေါ့နော်တိုက်ဆိုင်မှုရှိလင်းရဲ့နှလုံးသားဖြစ်ပြုလုပ်တည်ရဲ့လဲပါတာပေါ့နော်အခုအဲ့ဒီစကားနှစ်ကားမှာလဲဟိုတရုတ်ဆောင်ကလည်းမိုဟစ်ကိုပဲပေါ့ ဒီနှကားလုံးကလေကိုအဲ့ဒီစအဲ့စကားလေးနဲ့ပတ်သက်ပြီးတော့အကိုပေါ့အဲ့လိုမျိုးဒီစကားနဲ့ပတ်သက်ပြီးတော့တရုပ်ဆောင်ဖြစ်ခဲ့တဲ့အပိုင်းလေးတွေရယ်နည်းနည်းအဲ့တရုပ်အဲ့စကားပေါ်မှာယုံရင်းကားဖြစ်တဲ့အတွက်ကြောင့်မို့လို့အကိုရဲ့အားစိုက်ထုတ်မှုလေးရယ်ပေါ့နော်နည်းနည်းတော့ပြောပြပေးပါရှင့်ကျွန်တော်တို့အားဆိုင်ထုတ်တယ်ဆိုတာကတော့ဟိုဗီဒီယိုလည်းကျွန်တော်တို့အားဆိုင်ရတာပါပဲရုပ်ရှင်လည်းအားဆိုင်ရတာပါပဲဗီဒီယိုကြတော့လေကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဆိုတော့ဟိုအမြဲတမ်းလေသူကမင်းများဆန်းဆန်းထွက်တယ်ပြီးတဲ့နဲ့ထိတွေ့မှုရရဆိုတော့ကျွန်တော်တို့ကအဲ့ဘက်မှာမှလည်းကျွန်တော်တို့ကအားကိုလျှော့လို့မရဘူးပေါ့နော်ကျွန်တော်တို့က ကျွန်တော်ခံယူထားတဲ့ခံယူချက်ကတော့ဘယ်လို့ပဲလို့လို့ပေါ့နော်ကျွန်တော်မှအစွမ်းရှိသလောက်တော့ကျွန်တော်အမြဲတမ်းစူးစမ်းပြီးတော့အစွမ်းကုန်စူးစမ်းရတယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့အဲဟိုခံယူချက်လို့ဖြစ်နေတာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကလို့လေကူကူနဲ့ဟိုနေရာတနေရာရခဲ့တာမျိုးမဟုတ်ဘူးလေကျွန်တော်တို့တွေကြတော့အရန်ကိုခက်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 စူးစမ်းရတယ်ဆိုတော့စိတ်ထဲမှာကအမြဲတမ်းသွေးလန့်တယ်လို့ဖြစ်နေတာပေါ့နော်အဲ့တော့ငါအရန်စူးစမ်းမှဖြစ်မယ်ဟိုကျွန်တော်ကြတော့ဟိုစမ်းလို့ဘာလို့ကြတော့လဲတအားကြီးအားကောင်းခဲ့တာမျိုးမဟုတ်ဘူးလေအဲ့တော့ ဘာပဲလို့လို့ငါဟိုလေးလေးနက်နက်နဲ့အစွမ်းကုန်ကြိုးစားမှအစွမ်းကုန်ဟိုအင်အားစိုက်ထုတ်မှရမယ်ဆိုတော့အတိစိတ်တက်ကဟိုးအရင်မအောင်မြင်ခင်အချိန်တွေကတည်းကဆွေးနေခဲ့တာဆိုတော့ဒီဘက်လက်ရှိအချိန်တွေမှာလည်းအဲ့လိုစိတ်မျိုးအများတန်းရှိနေတော့ဘယ်လိုကမျိုးပဲဖြစ်တော့ကျွန်တော်တို့အင်အားစိုက်ထုတ်ပြီးတော့ကြိုးစားပါရစေ။အဲ့တော့တိုက်ဆိုင်မှုရှိလျင်ရိုက်တုံးကဆိုလို့ရှိရင်လည်းသူကတော့မိသားစုဆက်ကလေးပေါ့နော်ဒရာမာပုံစံမျိုးလေးပေါ့ ဆိုတော့ဒီဇက်ကောင်၃ယောက်ပေါ့နော်အဓိကတော့ကျွန်တော်ရဲ့မူဟီကူရဲ့လိုင်လာခန်းရဲ့ပေါ့နော်ဒီ၃ယောက်ကအားပြိုင်ရတာပေါ့အားပြိုင်ရတဲ့ဆိုတဲ့အခါမှာဟိုဇလန်ဇလန်ရဲ့အလှဲ့အကွက်တွေဇလန်ရဲ့အလှဲ့အပြောင်းတွေဆိုတော့အထက်ကူဒီတီယိုဆောင်၃ယောက်ရဲ့အားပြိုင်မှုနဲ့ဇလန်ကတိဆောက်ထားတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ရဲ့တီယိုဆောင်မှုတွေကအားရောလို့မရဘူးဆိုတဲ့ကြောင့်မို့လို့ကျွန်တော်တို့တော်တော်လေးကိုဂယူဆိုင်ပြီးတော့ mood ပေါ့နော်အဓိကတော့ mood ပေါ့အကြည့်တဲ့ပေးတဲ့ရင်ထဲကိုထီအောင်ကြီးတဲ့ပေးတဲ့ရင်ထဲမှာခံစားလို့ရအောင်ကျွန်တော်တို့ကြိုးစားခဲ့ရတယ်။ ်နီးကိုပိုင်ဆိုင်မှုကျမကလည်းအခုချိန်ကစပြီဘာမစိုးလုတော့မယ်လို့အမရသဘောပေါက်နားလည်လိုက်ပါထောက်ပြတတ်တဲ့အချက်ဟာလေရိုးရိုးလိုက်တတ်တဲ့ရောဂါဆိုကျမသိလိုက်ရတဲ့အချက်ကျမရောက်လောက်ကြတော့ဒီမှာဒေါက်တာတေးတာထက်ပိုပြီးတဲတဲ့ပြဿနာဆိုရှိသေးလို့လားတေးတာထက်တဲတဲ့ပြဿနာဆိုတာရှင်းတန်ခြင်းပဲ ်ယုံမှာတင်တဲ့အခါမှာပြန်ကြည့်လိုက်တဲ့အခါကျတော့ကျွန်တော်တို့သေုပ်ဆောင်ချက်တွေအားကောင်းတယ်လို့ပဲဘယ်အရာတွေကဒီကားတွေကိုပံ့ပိုးပေးခဲ့တယ်လဲဆိုတော့အဓိကတော့ဒါပင်ပေါ့ဒါပင်ကလည်းအဲတော်တော်လေးကိုဒီကားမှာအမှုပေးခဲ့တယ်နောက်တစ်ချက်က editing ပေါ့ editing ဥမျိုးလုပ်တာအရင်ကောင်းတယ်ပေါ့နော်အဲ့တော့ကာရကဘယ်လောက်ပဲစူးစမ်းကြရတယ်ပဲပြောပြောအခုနပြောတဲ့ဒီ editing တို့ဒီ dubbing တို့ဒီလိုအပိုင်းတွေမှာအားလျော့သွားပြန်လို့ရှင်ရယ်လိုအပ်တဲ့အတိုင်းအတာတွေမရောက်ပြန် အဖေတာဝန်မဲ့လို့မင်းကိုယူတာမဟုတ်ဘူးငါအဖေတာဝန်ချင်ချင်လို့မင်းကိုယူခဲ့တာဒါမင်းဘာလုပ်တာလဲမလားပါတဲ့သီဥဆောင်နေအားလုံးကလည်းထောင်းစီ အောင်အကုန်လုံးတယောက်ချင်းစီအကုန်ကောင်းကြတယ်တခန်းစာနှခန်းစာပါတဲ့လူတွေအားစာကောင်းကြတယ်ငါမငါမအရင်တော့မကြိုက်ခဲ့တာတွေကိုလည်းကြိုက်ခွင့်ရှိတယ်အရင်တော့ကြိုက်ပြီးသားကိုလည်းမကြိုက်ခွင့်ရှိတယ်ဒါပေမဲ့တချို့အရာတွေကြတော့တပွားလုံးစာရွေးချယ်ပေးသားမလို့ပြောင်းကြိုက်လို့မရဘူးငါမအဆက်ကွဲရုံမဲ့အဖက်တင်လဲဆိုရင်တော့မင်းဘက်ကအားလုံးရှုံးတယ်အကုန်လုံးကဟိုတော်တော်လေးကို ပြည့်ပြည့်စုံစုံဖြစ်တယ်လို့ကျွန်တော်အနေနဲ့ခန်းစားရတယ်ဗောနော်အဲ့တော့ကျွန်တော်ရိုက်ခဲ့တဲ့မြအကြိုက်ဆုံးကားတွေမှာတကားအပါဝင်လည်းဖြစ်ခဲ့တယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီကားလေးကိုကြိုက်တယ်ဗောနော်တိုက်ဆိုင်မှုအဲရှိလင်ပြီးတော့ကျွန်တော်တို့ဟို main in hub ဗောနော်နှလုံးသားဖြင့်ပြုတ်လို့ဒီဗောအဲ့မှာဆိုလို့ရှိရင်လည်းအဲနည်းနည်းအားပြိုင်တဲ့ဇက်ကောင်လေးကတော့အဲ့မှာတော့ပုံများတာဗောနော်အမှဥစဉ်ဝိုင်းတို့ဘာတို့ဟာအစားပါလာတယ်ကတိကကတိအဲ့ဆိုတော့ဥစဉ်ဝိုင်းတို့ဘာလို့လဲဒီကမှန်ကောင်းတယ်ကျွန်တော်တို့လည်းအဲတတ်နိုင်သလောက်တော့ဟို စ조사ရတယ်ပေါ့เนาะအဲ့တော့ကိုဝိုင်းကလည်းအစောကြီးကလေးကကျွန်တော်တို့ ਨੇ လက်တွဲညီတဲ့ဒရိုက်တာအဲတကယ်တော့လဲဒရိုက်တာလည်းဖြစ်တဲ့တော့ကြောင့်မလို့သူ့ရဲ့အဲရိုက်ချက်တွေပေါ်မှာလည်းအကျဉ်းတ်ပြီးတော့အားရတယ်ပေါ့เนาะညာရမ်းမပေါ်မှာထည့်တဲ့နေကောင်းပြီပေါ့ဖြတ်နာမည်ကမီမီရဲရဲနီ Thank you Mickey ဆက်စားကြတဲ့ကော အစကတတင်းလွင်ပြောပြီးလက်တွေမကျင့်တော့ရဘူးလူကြီးရဲ့လောက်ခဲ့တဲ့တရားတဲ့ချက်တွေကြောင့်မိမိတို့လူငယ်ရေးခံစားရတရားလားတရားကြရလားလေငုံမဲ့တဘွားလုံးပုံအပ်မယ်မိငါတော့မသိနိုင်ပါချိန်ပြတွေ့ချာလေလှန်ခေါ်လိုက်ပဲလို့ချိန်မျိုးဆိုမလေးလာရောက်တယ်မလေးရောက်တယ်လို့ my time no no အဲ့တော့ဒီကားလေးတွေကအာကျွန်တော်ကိုယ်တိုင်နှစ်သက်တဲ့ကားလေးတွေပါပဲဟုတ်ကဲ့ပါအကိုပြီးခဲ့တဲ့နှစ်ကလည်းအကိုကပေါ့နော်နှစ်နှစ်ဆက်တိုက်ပေါ့နော်အကယ်ဒမီစုကိုစုကူရရှိခဲ့တယ်ပေါ့ဒီနှစ်မှာလည်းအကိုရဲ့ပြည်သက်တွေကပေါ့နော်ဒီအကိုရဲ့ဒီရုပ်ရှင်ကားနှကားနဲ့ပတ်သက်ပြီးတော့အကယ်ဒမီမှန်းနဲ့အကိုကိုယ်တိုင်ကရောဒီအကယ်ဒမီနဲ့ပတ်သက်ပြီးတော့နည်းနည်းတော့ရင်ခုန်တန်လေးခန်းစားချက်လေးပြောပြပေးပါဦး အမှန်တိုင်းပြောလို့ရှိရင်ကျွန်တော်ဘယ်နှစ်တုန်းကမှကျွန်တော်ကုကုကိုရမယ်လို့လည်းမထင်ခဲ့ဘူးမျောလင့်တာမျိုးရင်ခုံတာမျိုးလည်းကျွန်တော်မထားဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကတအားလူရှင်ပြီးတော့ဟိုမျောလင့်ထားပြီးတော့မှမရဘူးဆိုရင်ကျွန်တော်တို့ကပို့ပြီးတော့ခန်းစားရမယ်လေ။ပို့ပြီးတော့စိတ်ထိခိုက်မယ်ဆိုတဲ့အခါကျတော့အစောကြီးကလေးကကျွန်တော်ကုကုကိုမရဘူးလို့ပဲနှစ်တိုင်းပဲသတ်မှတ်ထားတာပေါ့နော်။အာကျွန်တော်လိုချင်တာတစ်နှစ်တော့ရှိတယ်ပထမအဆုံးရတဲ့ academy ပေါ့နော်အဲ့ဒီတုန်းကတော့ဘယ်လိုပဲဖြစ်ဖြစ်ဟိုရရချင်တာပေါ့နော်ဘာလို့လဲဆိုတော့ ဟိုဩကိုလျှောက်ခဲ့တဲ့တက်တန်းတစ်လျှောက်မှာအကယ်ဒမီဆိုလေးဆိုတော့ရာဘူးတယ်ရှိအောင်ပေါ့နော်အဲ့လိုမျိုးလေးလိုချင်တဲ့စိတ်မျိုးလေးတော့ပထမအဦးဆုံးနှစ်မှာတော့ရှိတယ်။ဒါတော့မှလည်းပထမအဦးဆုံးနှစ်မှာလည်းကျွန်တော်ဟိုလိုချင်တာတော့တပိုင်းပေါ့နော်။အကယ်ဒမီဆိုတာအချိန်မရွေးလွယ်သွားနိုင်တယ်ဆိုတဲ့စိတ်မျိုးကိုလည်းစိတ်ထဲမှာတွင်းထားပြီးသားပါ။ဒါပေမဲ့လည်းကံကောင်းစွာနဲ့ပဲအဲအဲ့နှစ်မှာအကယ်ဒမီရခဲ့တော့လေ။ဆိုတော့နောက်ပိုင်းနှစ်တွေမှာကတော့ဘယ်လိုပြောမလဲဆိုတော့စိတ်ဟိုပူပန်တာမျိုးသိမ့်မရှိတော့ဘူးပေါ့နော်။ဒီနှစ်မှာလည်းကျွန်တော်အဲ့လိုပါပဲ။ ဟိုပေးသက်တွေကရနိုင်တယ်ဒီကားတွေကောင်းတယ်ဆိုပြီးမျှော်လင့်ကြတယ်ဆိုရင်လည်းကျွန်တော်ကိုကိုကိုမရနိုင်ဘူးလို့ပဲသတ်မှတ်ထားပါတယ်ဟိုပေးသက်တွေအနေနဲ့လည်းကျွန်တော်ကိုရစီခြင်းနဲ့ပေးသက်တွေရှိသလိုအရင်ကလည်းခုနှစ်နှစ်ဆက်တိုက်ရထားပြီးပြီဆိုတော့ဒီနှစ်မှာတော့ဟိုမရသင့်တော့ဘူးလို့ထင်တဲ့ပေးသက်တွေလည်းရှိမှာပဲလေအဲဆိုတဲ့အခါကျတော့ကျွန်တော်ကတော့ဟိုကျွန်တော်ဘေးမှာရှိတဲ့သူတွေကဒီမကောက်ဘောနော်ပေးသက်တွေအားလုံးအကုန်လုံးဘောနော်ဟိုစိတ်ချမ်းသာစေချင်တာပါကျွန်တော်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတာမျိုးကျွန်တော်ကြောင့် အာစိတ်ဆင်းရဲရတာမျိုးတွေကျွန်တော်ဘယ်သူမှမဖြစ်စေချင်ပါဘူးအဲ့ဒါကြောင့်မလို့တကယ်လို့ academy ဟိုကျွန်တော်မရလို့ပေးသက်တွေကဟောနော်ဟိုဟိုစန္ဒနဲ့ကန့်ညီသွားလို့စိတ်ချမ်းသာမယ်ဆိုလို့ရှိရင်ကျွန်တော်မရလဲကျင့်တတ်တယ်အဲကျွန်တော်မရလဲဘာမှမဖြစ်ပါဘူးအဲ့တော့အဓိကကတော့လူတွေအားလုံးစိတ်ချမ်းသာစေချင်တာပါပဲ ကဲပါကိုဒီဒုတိယမြောက်ပေါ့နော်အကိုအကယ်ဒမီစုရရှိခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်ပေါ့နော်အကိုဒီစုနဲ့ပတ်သက်ပြီးတော့နည်းနည်းပေါ့ဟိုအကိုအားပေးတဲ့ပရိသတ်နဲ့အားမပေးတဲ့ပရိသတ်ကြောင့်မှနည်းနည်းကြရရိုက်သွားတယ်နော်အကိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့အကိုဘာများပြောချင်လဲဘယ်လိုမြင်လဲဆိုအဓိကကတော့ပထမတစ်နှစ်ရထားပြီးသားဟုတ်ပထမတစ်နှစ်ရထားပြီးသားဆိုတော့အခါကျတော့ဒုတိယတစ်နှစ်မှလည်းဒီလိုပဲဆိုလို့ရှိရင်ကျတော့လည်းနည်းနည်းလေးဘယ်လိုပြောမလဲ အမ်တဘောမကျတဲ့လူဆိုတာရှိမှာပဲလေဥမာကျွန်တော်ဒါကျွန်တော်တို့ကိုယ်တိုင်လည်းရှိတယ်ဥမာပြကျွန်တော်တို့ဆိုလို့ရှိရင်တက်နစ်အားကစားကိုကျွန်တော်တို့အားပြီးတယ်ပေါ့အားပြီးတဲ့ခါကျတော့ဒီလူတယောက်တည်းရပဲရှိသမျှဟိုပေါ့နော်ခဏခဏရနေဆိုကျွန်တော်တို့ကိုယ်တိုင်ကသူ့ကိုမရစေချင်တော့ဘူးတခြားလူတယောက်ကိုပြောင်းပြီးတော့ရစေချင်တယ်ဆိုတာဒါလူတွေအားလုံးရဲ့စိတ်ထဲမှာရှိတဲ့အခြေခံစိတ်ပဲလေဆိုတဲ့ခါကျတော့ဒီအပေါ်မှာကျွန်တော်တို့ကိုယ်တိုင်လည်းဒီလိုစိတ်မျိုးရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒီသဘောတရားကိုကျွန်တော်တို့ဟိုနားလေတယ်ပေါ့နော်အော်ဟို အရင်တုန်းကကျွန်တော်တို့တွေပေးသက်နေတဲ့အားပေးတဲ့အချိန်တုန်းကလည်းဟိုမှာဟိုဘယ်လိုပဲဖြစ်နေဖြစ်နေ Academy ဆိုတော့ထူးချွန်တဲ့အဲသူကိုပေးတယ်ဆိုပေမဲ့လည်းအပြောင်းလဲတွေဖြစ်သွားတဲ့အခါမှာကြည့်ရတဲ့ပေးသက်ကပို့ပြီးတော့ဟိုကျဉ်တတ်တာပေါ့နော်ဆိုတော့အဲ့ဒီအပေါ်မှာကျွန်တော်အနေနဲ့ဘာမှဟိုပြောစရာအကြောင်းမရှိပါဘူးဒါဖြစ်လေဖြစ်တာရှိတဲ့သဘာဝဆိုတော့ကျွန်တော်အနေနဲ့နားလည်ထားပြသပါပြီးတော့လူတယောက်ဆိုတာကဘယ်လိုလူမျိုးပဲမဆိုပေါ့เนาะဟိုတရားမှာတရားရာခိုင်နှုံးလုံးကြိုက်ပြီးတော့ အားပေးဖို့ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။သွားရခိုင်တော့အနေအများပေါ်မှာပဲ quality ပြီးတော့ဟိုကွာချပြီးတော့ဟိုကြိုက်ချင်းမကြိုက်ချင်းဆိုတာဘယ်လိုပုံကူမျိုးမှာပဲမဆိုရှိတယ်ဆိုတော့ဒီသဘောတရားကိုဒါကျွန်တော်ကလက်ခံထားပြီးသားပါ။ဒါကဒီလိုအခြေအနေမျိုးမှာမလို့ကြိုက်ချင်းမကြိုက်ချင်းဆိုတော့ကွဲပြားနေရလေတချိန်ကျလို့ရှိရင်ကျွန်တော်တို့ကကြိုက်တဲ့လူတယောက်မှမရှိတော့တဲ့အခြေအနေမျိုးလေကျွန်တော်တို့ကကြုံရအောင်ပါပဲလေဒါဒီအလုံးကဘယ်လိုပြောမလဲဆိုတော့ဖြစ်လေဖြစ်တာရှိတဲ့သဘာဝတရားတွေပဲလေ တော့တချိန်ကြာလို့ရှိရင်ကျွန်တော်တို့ဟိုကားဟိုခေါင်းဆောင်မင်းသားအနေနဲ့ကိုကားရိုက်လို့မရတော့တဲ့အခြေအနေမျိုးတွေလည်းကျွန်တော်တို့ကြုံလာကြရအောင်ပါပဲဆိုတော့ဒါဒီအားလုံးမှာဖြစ်လိဖြစ်တာရှိတဲ့သဘာဝတရားတွေဆိုတော့ဒါဒီအားလုံးကိုကြိုတင်စဉ်းစားထားပြီးသားပါဒါဟိုအရင်ကြီးတော့ပြဿနာမရှိပါဘူး ဟုတ်ကဲ့ပါအကိုအခုဆိုလို့ရှင်လဲပေါ့နော်အကိုစီမှာဒုတိယရင်သွေးလေးပိုင်ဆိုင်ထားတယ်ပေါ့အခုအကိုရဲ့သားနဲ့သမီးတို့ကိုအကိုအနေနဲ့ဟိုအခုသားလေးလည်းပိုင်ဆိုင်ထားတယ်ဒါကလေးနှစ်ဦးရဲ့ဖခင်တယောက်ပေါ့နော်အဲဒီအောင်အနေနဲ့အဲ့ရင်ထဲကခန်းစားချက်ပီတိလေးနည်းနည်းတော့ပြိသက်တွေဝေမျှပေးပါအောင်음ဒါဟောပေါ့သားတယောက်သမီးတယောက်ဆိုတော့အားလုံးပြောလို့ပဲပြောရမှာဆိုတော့ပြည့်စုံတယ်လို့ပြောလို့ရတာပေါ့နော်အသမီးပဲနှစ်ယောက်ဆိုလည်းကောင်းတာတော့ကောင်းတာပါပဲဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်သားလေးနဲ့သမီးလေးနဲ့ဆိုတော့အခါကျတော့ပို့ပြီးတော့ပြောစရာကောင်းတာပေါ့နော်အသမီးလေးမျိုးတော့ကလည်း ပျော်တယ်အဲအဲ့တုန်းကတော့ဒီလိုမျိုးပျော်စရာကောင်းနေဆိုတဲ့အနေအထားမျိုးပေါ့နော်တားကိုမွေးလာလိုက်တဲ့အခါကျတော့သူကဘာဖြစ်သွားလဲဆိုတော့ခံစားချက်လေးတစ်ခုပိုလာတယ်သူကအားရှိသွားတာပေါ့နော်အတခါတခါကျတော့လည်းဘယ်လိုပြောမလဲဆိုတော့ဟိုကျွန်တော်တို့ဒီကိုယ့်ရဲ့ဘဝတစ်လျှောက်ကိုဖျက်ဆီးကြရတဲ့နေရာမှာအခက်ခဲတဲ့အချိန်တို့ပင်ပန်းတဲ့အချိန်တို့တခါတလေစိတ်ထက်ကြသလိုအားငယ်သလိုဖြစ်တဲ့အချိန်တို့စသဖြင့်ပေါ့ကျွန်တော်တို့တွေဘယ်သူမှမဆိုအများတန်းကြုံရရတာပါပဲမကြုံရတဲ့လူဆိုတော့မရှိပါဘူး ဒါပေမဲ့အဲ့လိုပေါ့သားလေးကိုမွေးလာလိုက်တဲ့အချိန်မှာအဲ့သူတစ်ချိန်မှာဘာဖြစ်မလဲမဖြစ်မလဲဆိုတော့ဘယ်သူမှမပြောနိုင်ဘူးလေ။ဟိုသူလိန်မာမာလားစိုးမာလားအာကူဝမာလားအာမကူဝဘူးလားဒါကတော့ဘယ်သူမှမမြင်နိုင်ဘူးလေ။ဒါကတော့သူကန်တရားနဲ့အကြောင်းတရားနဲ့လာမှာပေါ့။ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်မွေးလိုက်တဲ့အချိန်လေးမှာတော့အားလေးရှိသွားတယ်။ဟမ်ငါသားလေးပေါ့နော်ယောက်ျားပေါ့နော်ယောက်ျားယောက်ျားလေးပေါ့နော်။ဆိုတော့တချို့နေရာလေးတွေမှာဟာငါနဲ့တိုင်းဝင်ပေါ့တိုင်းဝင်မလေးတွေအများဖြစ်မလား။အဲ့တချို့နေရာမှာ အာကူရတဲ့အသားမြန်ဖြစ်မလားပေါ့နော်ဟိုအာကူရတယ်ဆိုတော့ကလည်းဒီလိုပါပဲဟိုလေတာသမီရှီကနေပြီးတော့မျှော်လင့်ချက်ကြီးတစ်ခုနဲ့အာကူတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူးတရားမလားဘာပဲဖြစ်ဟိုဒိုးဒူပေါင်းပဲပေါ့နော်အဲရဲဘော်ရဲဘက်တယောက်ကြီးတကယ်ကိုယ့်ရဲ့အရင်နီးဆုံးရလိုက်တဲ့ဆိုတာဟာမျိုးနဲ့အားရှိသွားတဲ့ခံစားချက်လေးတော့သားမှာတော့နည်းနည်းပူပြီးတော့ရတာပေါ့နော်ဟုတ်ကဲ့ပါအကိုအကိုရဲ့သားနဲ့သမီးအတွက်ပေါ့နော်အကိုတဲ့မတ်ဥဝဲနဲ့ကသူတို့ရဲ့အနာဂတ် plan အတွက်ကိုဘယ်လိုမျိုးစီစဉ်ထားရအများရှိလဲမသိဘူးရှင့်အဓိကတော့ပညာပေါ့နော်ပညာဆိုတာကတော့ ဟိုဒါအမြဲတမ်းဘယ်တော့မှမပြောင်းပြန်နိုင်တဲ့အရာဆိုတော့လေဒီပညာရေးနဲ့ပတ်သက်လို့တော့ကျွန်တော်တို့သူတို့ကိုတည်တည်ဆာဆာလေးပံ့ပိုးပေးသွားမယ်သူတို့ဖြစ်ချင်တဲ့လမ်းကြောင်းမျိုးပေါ့နော်ပညာရေးလမ်းကြောင်းမျိုးကိုကျွန်တော်တို့အင်အားရှိသလောက်ကျွန်တော်တို့တတ်နိုင်သလောက်ပံ့ပိုးပေးသွားမယ်ပေါ့နော်အဲ့တော့သူတို့ဘာဝါသနာပါမလဲအဲသူတို့ဘာတစ်ချိန်မှာသူတို့ဘာလုချင်ကြမလဲဆိုရဲဟာတော့ဒါကြီးလာမှာပဲသိရမှာပေါ့ဒါပေမဲ့ဘယ်အလုပ်ကိုပဲလုလို့ကျွန်တော်တို့ပညာတက်ဖို့ကတော့အရေးကြီးဆုံးပဲပညာတက်မှပဲကျွန်တော်တို့ ဟိုဘယ်လောကရဲဘယ်နယ်ဘယ်တဲ့ပဲရရောက်သူများတက်ပူပြီးစဉ်းစားနိုင်မယ်ချင့်ချိန်နိုင်မယ်ဆိုတော့ပညာတက်ဖို့ကတော့နံပါတ်1အရေးကြီးတယ်ပေါ့နော်ဒါကြောင့်ပညာပိုင်းကိုအားအားဟိုအားပေးသွားမယ်ပေါ့နော်နောက်တစ်ချက်ကတော့အခုမှစိတ်ကူးတဲ့ပေါ်လာလို့ပြောချင်တာပါဟိုကျွန်တော်ကသားကိုအားကိုးတယ်ဆိုတော့လေတစ်ချိန်ပေါ့နော်တမိကြီးလာလို့မတော်တဆမြန်ဒီအင်တာဗျူးကို तू ကကြည့်လိုက်မိလို့ အဖေကငါ့ကိုကြတော့အားကိုးတဲ့စိတ်မျိုးမရှိခဲ့ဘူးလားလို့ထင်သွားမှာဆိုလိုပါအဲ့လိုပြောလည်းမဟုတ်ပါဘူးယောက်ျားလေးဘလို့သာဒီလိုစကားမျိုးပြောတာပါဟိုတမီးကိုလည်းယုံကြည်တမီးကိုလည်းဟိုဟိုယုံကြည်တဲ့စိတ်ကအများကြီးရှိထားပြီးသားပါဟုတ်ကဲ့ပါအကိုနောက်ဆုံးနေနေပေါ့နော်အကိုကိုချက်တဲ့ပြိသက်တွေအားပေးတဲ့ပြိသက်တွေနဲ့အားမပေးတဲ့ပြိသက်ရောပေါ့ရှိမှာပေါ့နော်သူတို့ကိုအကိုဒီကနေတစ်စက်ဗာများပြောချင်ပါလေရှင် ျွန်တော်ပြောချင်တာကတော့ကျွန်တော်ကိုအားပေးတဲ့ပိသက်တွေကိုအားမပေးတဲ့ပိသက်တွေရောအားလုံးကိုအရန်ကိုကျေးဇူးတင်ပါတယ်အာကျွန်တော်ကိုအာဝေဖန်ကြတဲ့သူတွေအဲဟိုဟိုသူတို့ရဲ့ထင်မြင်ချက်လေးတွေပြောကြတဲ့ပိသက်တွေလည်းအများကြီးရှိပါတယ်ဒါတွေအားလုံးကလည်းကျွန်တော်ပုံမှန်ကောင်းစေခြင်းလို့ အဲပြောတယ်လို့ပဲကျွန်တော်အနေနဲ့ခံယူပါတယ်အဲ့တော့အပြည့်နဲ့ပြည့်တဲ့ပဲဖြစ်ဖြစ်အမပြည့်နဲ့ပြည့်တဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီလူတွေအားလုံးဟာကျွန်တော်တို့ရဲ့ယေရှုရှင်တွေပါပဲအဲ့တော့ကျွန်တော်တို့ဟာသူတို့တွေကိုအမြဲတမ်းယေရှုတင်နေပါပါအပြည့်နဲ့ပြည့်တဲ့တဲ့အတွက်ကိုလည်းသူတို့အပြည့်ရချိုးနှက်အောင်သူတို့အပြည့်ရတာမျက်နှာမပြတ်အောင်ကျွန်တော်အနေနဲ့အစွမ်းရှိသလောက်ကျွန်တော်ကြိုးစားပါပါအဲအာမပြီးတဲ့ပြည့်သက်တည်းလဲကျွန်တော်ကိုလက်ခံလာနိုင်အောင်ကျွန်တော်ပေါ်မှာနားလဲမှုလေးတွေရလာနိုင်အောင်ကျွန်တော်အနေနဲ့စူးစမ်းပါပါအော်တခါတည်းရံမှာကြတော့ တချို့အဖြစ်ပြက်လေးတွေကအာကျွန်တော်တို့အပေါ်မှာအထင်လွဲစရာကျွန်တော်တို့အပေါ်မှာအထင်မှားစရာအဲသူတို့ရဲ့စိတ်ထဲမှာအာဒီပြည်တီဥစရလူဟာဒီလိုစိတ်ထားရှိပါလားလို့အထင်မှားစရာအဖြစ်ပြန်မျိုးလေးတွေရှိကောင်းရှိခဲ့နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တွေကဒီကိစ္စတွေကိုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဆိုတော့ဟိုအတိ ဟိုအသေးစိတ်ကစားကျွန်တော်တို့တွေကလိုက်ပြီးတော့ရှင်းနေမှာရှင်းဖို့အတွက်ကျွန်တော်တို့မှလည်းအဲမဖြစ်နိုင်ဘူးပေါ့လေ။ဘာကြောင့်လဲဆိုတော့တချို့ကိစ္စတွေကရှင်းလို့ရှိရင်ဟိုကောင်းတဲ့ကိစ္စတွေရှိသလိုတချို့ကိစ္စလေးတွေကျတော့ရှင်းပြလိုက်ခါမှဟိုတချို့တချို့ပေါ့နော်။ဟိုထိခိုက်သွားနိုင်တဲ့ကိစ္စမျိုးလေးတွေလည်းရှိတဲ့အခါကျတော့ကျွန်တော်တို့တွေကဟိုအသေးစိတ်ရှင်းပြဖို့တော့မဖြစ်နိုင်ဘူးပေါ့နော်။အဲ့တော့ဟိုကျွန်တော်ရဲ့အားပေးတဲ့ပြည့်တဲ့တွေလည်းပြောချင်တဲ့အဓိကပြောချင်တဲ့ဟာကကျွန်တော် ကြောင့်ဘတော်မှာမျက်နှာမပြတ်စေရပါဘူးကျွန်တော်ကြောင့်ဘတော်မှာအာကျွန်တော်အားပေးလို့ဘတော်မှာနောင်တမရစေရပါဘူးအဲ့တော့ဟိုကျွန်တော်အနေနဲ့အကောင်းဆုံးဖြစ်အောင်ကျွန်တော်စူးစမ်းသွားမှာပါလို့အားလေးပြောချင်ပါတယ်ဟုတ်ကဲ့ပါဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့တရုတ်ဆောင်အကယ်ဒမီပြည်တည်ဦးနဲ့တွေ့ဆုံပြီးတော့သူ့အကြောင်းလေးတွေကို မင်းမြန်ဖြစ်ခဲ့တာပါလာမယ့်ပတ်တွေမှာလည်းဘယ်အမှုပညာရှင်နဲ့တွေ့ဆုံမလဲဆိုတာကို11 web tv ပရိသတ်ကြီးကစောင့်မျှော်ကြည့်ရှုပါအောင်လို့ပြောရင်းနဲ့ဒီစီစဉ်ကနေနှုတ်ဆက်လိုက်ပါရရှင်စုမုံတို့ရဲ့အစီအစဉ်ကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်